Thank <laughs> you. စာအရင်စားကောင်းပါတယ်တန်လည်းတန်ပါတယ်အသက်ရှင်ရှင်နဲ့အမြဲရောင်းနိုင်ပါစေလို့ဆုတောင်းပေးဝါကြပါတယ် အေးကောင်းတဲ့ဈေးရောက်နေလို့လားမသိဘူးသူငွေချင်းတွေအပေါင်းစင်းရလဲပြန်နေလို့နားလိုက်တာနဲ့နေလို့လဲမာတာဟုတ်ပါကျမ်းမာရောနှစ်ယောက်လုံးခရေထူးထူးဖြားတာနားတာအဲ့လိုဘာမှမကူရပါဘူးညာသောအဖြစ်တော့အဆင်ပြေပါတယ်တခါစီတော့ तू तू လှုပ်ချင်တာ तू လှုပ်တော့ပီတိဖြစ်ရပါတယ်သူတို့ရဖိုးကြီးဖိုးကြီးဆိုင်လို့ပြောတယ်နဲ့နှစ်ယောက်တွဲပြီးတော့ပါတော့ကျင်းနေပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ကယောက်ျားလေးမလားယောက်ျားလေးဆိုတော့ဖွဲတဆုပ်နိုင်တဲ့အထိလုံးပါပဲအာကျမဆိုင်ရတော့ ဝတလေးဦးချင်းမောင်လမ်းမပေါ်မှာရှိတဲ့ညာလမ်းထိပ်ကအဖိုးကြီးဖွားကြီးဒုတ်ထိုးနဲ့အတော့ဆောင်ဆိုင်ကဖွင့်လာတော့ဟာကြီးမင်ငငယ်လေးတွေရပါတော့အပြိုတွေရပါ82ခုနှစ်ခုနှစ်လောက်တည်းကစာရောင်းတော့ကတော့အတုပ်ပေါ့နော်ကြာတန်တော့ခောက်ဆွဲတော့အတုပ်နဲ့ပဲရောင်းပါလေနောက်ပိုင်းလည်းကြောင်းအခုအခုနောက်ပိုင်းပေါ့အိမ်တော်တွေကြာပြီးတော့အခုဒီဘက်ဒီဘက်ခေတ်ကလာကြတော့ဒုတ်ထိုးလေးတွေကခက်စားလာတော့ ရုပ်ထိုးလေးတွေပါထည့်ရောက်တာပါ30ကျော်တော့ရှိမယ်တဲ့တူရယ်အင်းဟုတ်ပါတယ်သူကတော့အရင်တော့တော့ဟိုနိုင်ငံခြားခရီးတွေပါသွားသေးတာပေါ့ဒါပေမဲ့အခုနောက်ပိုင်းတော့အသက်ကြီးတော့ဒါပဲလုပ်ဖြစ်ပါတယ်မိသားစုက9ယောက်ရှိပါတယ်သမီး1ယောက်သား2ယောက်ရှိပါတယ်တူမနေပါဘူးသူတို့တွေကဝင်နိုင်နေဆိုတော့လေနေမှာသွားနေရတဲ့လူနဲ့ဟိုအိမ်နောင်ခွဲတွေနဲ့အဲ့လိုရှိမှာကနာမည်ကြီးတော့ရုပ်ထိုးကတော့အစုံနာမည်ကြီးတယ်အချင်းလဲရမ်းကောင်းတယ်လို့ပြောကြတာပါ နောက်ပြီးတော့ကျမကတစ်သက်လုံးရောင်းလာတဲ့ပစ္စည်းပေါ့နော်အပြိုတဲကရောင်းလာတဲ့ကြာစံသုံးခောက်ဆွဲသုံးပစုံကွက်ကြော်သုံးပါပစုံကွက်လည်းကိုယ်တိုင်ကြော်ပါတယ်ဘလို့ပြောပါစားအရင်စားကောင်းပါတယ်တန်လည်းတန်ပါတယ်အသက်ရှင်ရှင်နဲ့အမြဲရောင်းနိုင်ပါစေလို့ဆုတောင်းပေးဝါကြပါတယ်ဘလို့မျိုးလေးစိတ်ချမ်းသာလဲဆိုတော့ဘာပြောရမလဲအမြဲပဲလုံနေတော့လေဟိုအပြည့်အလုတ်သွားလို့တဲ့ကွာဆိုရင်ပြန်မလာအောင်လို့ဆိုရယ်စိတ်ပူတာတွေရှိရမှာပေါ့ကိုကကြစိတ်ပူပူအောင်ဒါလေးပဲရှိရင်နောက်ကကိုမိသားစုပဲဆိုတော့ အေးဒီနေ့ဆိုင်ထွက်မယ်ဆိုလဲထွက်ချင်ထွက်လိုက်တာပဲမထွက်ချင်လို့ဒီနေ့နားမယ်ဆိုလဲနားနိုင်ပါဘူးကိုယ်ဈေးဆိုင်ရင်းနဲ့ကိုယ်ဆိုတော့ကိုယ်ပိုင်လွတ်လပ်ခွင့်လေးလည်းရှိပါအဲ့ဒါလေးကတော့စိတ်ချမ်းသာပါပဲအဲကျမကဈေးဝက်သွားတယ်ဒီလိုမျိုးလုပ်တယ်အနောက်ကလိုအပ်သမျှဟာအကုန်မသွားအချင်းရည်တွေဖြော်ပေးတယ်ကျမကြော်လိုက်တဲ့ဒုတ်ထိုးတွေကိုထိုးပေးတယ်တကယ်မို့ကျမလာရောဒီမှာကြော်နေတဲ့အချိန်မှာမအားတဲ့အချိန်မှာဝယ်တဲ့လူလိုက်သူကအကုန်ရောင်းွေးပါမနေ့ကကျမတို့ကနေကင်းတနိုင်တို့လောက်ဆိုစဖွင့်ပါပြီကြီးမေအပြုံတော့ကပေါ့နော် ကြာစံလောက်ခောက်ဆွဲတော့ပဲရောင်းပြည့်နောက်သူများတွေပစုံဝက်ကြော်လေးတွေရောင်းနိုင်ပြီတော့ကိုလည်းရောင်းနေတယ်အဲ့ဒါနဲ့ကို့ဘကိုပစုံဝက်ကြော်ကိုပိုင်ကြော်နိုင်အောင်ပေါ့ကိုပိုင်ကြော်နိုင်အောင်ဆိုတာအထူးကပေါ့မုံနစ်ဆန်ဒီပေါ့နော်အရင်တော့ကိုယ်လည်းဘယ်သူမှလည်းပြောမဲ့လူရှိလာတော့ကိုယ့်ဘာကိုဟိုမုံနေလေးကိုဆက်ကြည့်လိုက်ဟိုကြော်ကြော်ကြည့်လိုက်ဟိုပျော့သွားတဲ့နေရှိအသွန်ပလိတ်ပေါ့နော်မုံနေလို့ဆက်ကြည့်အရင်မုံနေတွေကတူးသွားတဲ့နေရှိပြောဒီလိုပဲ ြက်တဲ့ပြက်တဲ့ခါပြက်ကောင်းတဲ့ခါကောင်းနေနောက်ဆုံးကျတော့လည်းပုံမှန်အချိန်တွေရောက်သွားပါတယ်အဲကိုလူနဲ့ကိုကတော့ရောင်းသွားပါတယ်အချိန်တန်လို့ရှိလို့ရှိရင်တော့ကလေးတွေအပါအလုတ်ကဆင်းတဲ့အချိန်ညာဘက်ထမင်းနဲ့စားမဲ့အချိန်ရုံသားရုံသားကြောင်းသားကြောင်းသားသူ့ဘက်သူကိုလာဝင်ကြတာပဲဟိုမိုးတည့်ရနွေရလို့မဟုတ်ဘူးကျမတော့အမြဲရောင်းရပါတယ်ရှိပါတယ်တနေ့ဥပါပေါ့ဟို၃သိန်းဝန်းကျင်လောက်တော့ရောင်းရပါတယ်လက်ရှိဘဝကပဲစိတ်ချမ်းသာပါတယ်ကိုပါကိုခုနပြောလို့ဘကိုရောင်းကျင်တဲ့နေ့ကိုရောင်းလိုက်မရောင်းကျင်တဲ့နေ့ကိုနားလိုက်နေကိုမနဲ့ကိုတော့ဒါလေးကိုစိတ်လဲစိတ်ချမ်းသာပါတယ်ဘာသာရေးကြတော့ဘာလို့ဖြစ်လဲဆိုတော့ဟိုဗာလဲ ဟိုတလားတခါဖုန်းကြီးကြောင့်ဆုံးချိုက်ပို့ပြတဲ့ညာဘက်ဆိုလို့ရှိရင်လည်းဖျားရှိခိုးတယ်ပေါ့နော်တိတ်အများကြီးဟိုတရားထိုင်နိုင်ပါတော့ကြီးမရမလုံနိုင်ပါဘူးမနေ့ပတ်ကျလို့ရှိရင်ဆွန်းလောင်းတာပေါ့နော်ဟိုကျမတို့ဟိုပုံမှန်လောင်းနေကြဖုန်းကြီးတွေရှိတယ်ပေါ့အဲ့ဒါတွေကိုအများတိုင်းကျမဆွန်းလောင်းတာရှိတယ်တလားဟိုတခါဖုန်းကြီးကြောင့်ဆွန်းချိုက်ပို့တာရှိတယ်ညာဘက်တော့ဖျားရှိခိုးပေါ့ဒါတော့ပါပဲတိတ်ဟိုကအများကြီးတော့ကျမမလုံနိုင်ပါဘူးသူ့လိုပို့တဲ့ဟာဆိုဆိုကျမကလေဟိုဘလို့ဝေချမ်းလဲဆိုတော့ဟို ။တကြံရက်တို့ဘာလို့ဆိုလို့ရှိရင်လည်းကျမစုစုဒီသာအဲ့လိုပါကျမကအရင်တော့လည်းအေးအေးရောက်မှုတော့အေးအေးလည်းကောက်ကောက်ဖြတ်တော့တော့အေးအေးနဲ့ပတ်သက်တဲ့ကြောက်ကြောဖြော်ရည်တို့ဟိုဖာလူတာဖြော်ရည်လေးတို့အဲ့လိုဟာမျိုးလေးကျမတကြံရက်ဆိုရင်အလူကိုလည်းအဲ့လိုမျိုးလူတယ်။နောက်ပြီးတော့သတင်းသတင်းဝါလာကျွတ်ရက်ဆိုလည်းကျမဒီအတုတ်တွေဘာတွေပေါ့နော်ကိုယ်အများတိုင်းအားပေးနေတဲ့လူတွေကို တနှစ်ကိုတစ်ခါဖြစ်စေနှစ်ခါဖြစ်စေကျွန်မစတုဒီတာလှူပါတယ်အဲတန်ရှင်းတဲ့ဆက်ဘူးကတော့ကျွန်မတို့ကဒီအခုမလုတ်ခင်လဲအိုးတွေခွက်တွေအကုန်ဆေးလိုက်တယ်လုတ်ပြီးလို့ရှိရင်အိုးတွေခွက်တွေအကုန်ဆေးကြောမှောက်ပြီးတော့အဲ့လိုမျိုးရှိတယ်ဘာမှညစ်ပတ်တဲ့ဟာတို့ဟိုပစ္စည်းဆိုပစ္စည်းဆောက်ဝယ်တဲ့ကကျွန်မပစ္စည်းဆိုပစ္စည်းကောင်းမှဝယ်တယ်တန့်မှဝယ်တယ်မကောင်းလို့မင်းတည်းကတနည်းကလက်ကျန်မျိုးဆိုကျွန်မလုံးဝမဝယ်ဘူးကျွန်မအကုန်လုံးအစ်စ်ဝယ်တယ်အစ်စ်ပဲလုတ်ရောင်းတယ် တကယ်မို့အခသေလေးနဲ့ပစ္စည်းဆိုတာပေါ့နော်365ရက်လုံးကတော့ကုန်သွားတာမဟုတ်ဘူးနည်းနည်းလက်ကျန်ရှိတယ်ကြာဒါပေမဲ့အဲ့လက်ကျန်ကျမနောက်နေ့ကျပြန်မြောင်းအကုန်သုံးလိုက်တာပဲအဲကျမအေးကောင်းတဲ့ဈေးရောက်နေလို့လားမသိဘူးသူငွေချင်းတွေအပေါင်းအသင်းရလည်းပြန်နေလို့နားလိုက်တာနဲ့နေလို့လဲမာတာဟုတ်ပါကျမကြီးတော့နှစ်ယောက်လုံးခရေထူးထူးဖြားတာနားတာတော့ဘာမှမကူရပါဘူးညသောအဖြစ်တော့အဆင်ပြေပါတယ်တခါသေးတော့ तू तू လှုပ်ချင်တာ तू လှုပ်တော့ ပီတိဖြစ်ရပါတယ်သူတို့ရဖိုးကြီးဖိုးကြီးဆိုင်လို့ပြောတယ်လေနှစ်ယောက်တွဲပြီးတော့ပါတော့ကျင်းနေပါတယ်။အော်အားပေးတဲ့လူအားအကုန်လုံးဘုံပေါ့နော်။အားပေးတဲ့တွေလည်းကျေးဇူးတင်ပါတယ်လို့အဖိုးနဲ့အဖွားနဲ့ကိုနောင်ဝင်လဲဆက်ပြီးတော့အားပေးကြပါဦးလို့အပန်းဟိုအတန်ဆုံးအတန်ဆုံးအကောင်းဆုံးလုပ်ပြီးစူးစမ်းပါမယ်လို့နော်။ဒီမှာဒုတ်တိုးအဆုံးပေါ့နော်။ဟိုဟာလေးဘာလို့ကျင်မဲလို့ဘာလို့လဲရတယ်ဟိုကြကြောလုံးလို့ဒီဟိုဟာလေးပေါ့။ကြောင်မှုကြော်လို့ဒီပဲ ဘရားကျော်လို့ပေါ့အကုန်ရတယ်အခုမှအင်းမိုးရောတော့ထွက်တာလည်းနောက်ကြတယ်မိုးတည့်ရင်တော့လာမှာပါဝယ်သူတွေကအော်ပီတီဖြစ်တာပေါ့ဘာဖြစ်လို့လဲကိုကိုရန်အဖိုးကြီးဖြစ်နေပြီစင်ကာပူတစ်ခေါက်လောက်သွားဘူးလေတနစ်ခွဲလောက်ပေါ့တခြားဟာတွေကတော့အစုံမှာပဲအယောင်းဝယ်အေးယောင်းနေဘာညာပေါ့တစ်သလုံးတော့အယောင်းဝယ်ပဲလုပ်တယ်လေအဲ့ဒါကြောင့်လည်းကြမ်းမာတာအသက်က80ရှိပြီဒီလိုပေါ့ပါလေ ရှင်းရင်းပြောရင်ကိုကဘာသာရေးလည်းအရင်မလုပ်နိုင်တော့စိတ်ငြိမ်တာပေါ့နော်ဈေးရောက်တဲ့အခါကျတော့အဲ့လိုမျိုးတူတူရောင်းတော့လေပီတိတွေဖြစ်တယ်အဲ့လာစားတဲ့လူတွေအတွက်ကတော့လေစေစနာအမြဲတမ်းထားတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကိုရဲ့ဟိုပစ္စည်းတွေကကောင်းကောင်းမဲ့လောက်တယ်လေအဲ့ဒါကြောင့်သူတို့သူတို့ကောင်းကောင်းစားရပြီပေါ့နော်အဲ့ဒါအဲ့ဒါလည်းရှိတယ်စိတ်ထဲမှာဘာမှတော့တိတ်မရှိဘူးဆိုလိုတာကတော့ ကျွန်တော်တို့ကယောက်ျားလေးမလားယောက်ျားလေးဆိုဖွဲတဆုပ်နိုင်တဲ့အထိလုံးပါပဲကိုကိုရှိတာပစ္စည်းစားတဲ့တို့ကိုကျမ်းမှချမ်းသာပြီးတော့လူရဆန္ဒပြည့်ပါစေအဲ့ဒါပဲဆူတောင်းနေတာပဲအများကြီး